လေရုဆိုတိုင်းသစစ်စစ်ပေးတဲ့ program လေးရေးကြအောင်နော်။ကဲအဲ့တော့ပထမဆုံးဤဇက်ရုပ်အနစ်ခံသောအခါဆိုတဲ့ဟာလေးကိုတော့ယူလိုက်ပါဦးနော်။ယူလိုက်မယ်။အဲ့တော့ဤဇက်ရုပ်အနစ်ခံတဲ့အခါမှာသူကဘာလုပ်မလဲဆိုရင်မေးမယ်။မေးမယ်ဆိုတော့ဘာမေးမှလဲဆိုရင်ထောက်လန်းနေကိုသွားနမီဘလူးခေါ်လဲဆိုတော့ဆက်တယ်။ဆက်တယ်ဒီထဲမှာပြန်ပြောင်းရိုက်ပြရမှာပေါ့နော်။

အဲ့တော့ IP ကိုခုနအခြေအနေနှစ်ခုနဲ့ရှင်ပြီးတော့ဆုံးဖြတ်ပေးရမှာပေါ့နော် logic operation နဲ့တိုက်ပြီးစစ်ပေးရမှာအဲ့တော့ကြောင့်ဒီမှာထိန်းချုပ်တဲ့အကယ်၍မှန်လေပေါ့နော်ဒီ logic တွေကိုစစ်ပေးတဲ့အကယ်၍မှန်လေပေါ့ဒီကောင်တော့အဲ့တော့အဖြေကပထမဆုံးအနေထားမှာဒီစီမံနဲ့ကိုတောင်းမယ်ပထမဆုံးတော့မဟုတ်ဆိုတော့တောင်းအဲ့တော့ ပြီးတော့ဒီမှာ logic ကိုနိုင်ရှင်ပေးမယ်ဒီ greater than operator ပေါ့နော်ဒီကောင်းနှစ်ခုယူလိုက်အပ္ပမဆုံးမှာအဖြေကတရားထက်ကြီးနေပေါ့နော်တရားထက်ကြီးနေရင်ဆိုတဲ့တော့အဖြေ greater than 100ပေါ့နော်တရားထက်ကြီးနေတော့မဟုတ် အဖြေကတုံညာထန်နေနေအဖြေကတရားကြီးနေဒါမှမဟုတ်တုံညာထန်ငယ်နေဒါတခုခုမာနေပြီဆိုပြန်ပြီးတော့အပေါ်ထုတ်ပြီးမှာပါနော်တခုခုမာနေပြီ

စီမံနေတော့မယ်ဒီကောင်ပဲပြင်လိုက်မယ်နော်ဒီနှစ်ခုယူလိုက်မယ်အဲ့တော့အဖြေပေါ့နော်အဲ့အဖြေကတော့ဒီကပဲပြန်ဆက်ယူလိုက်မယ်အဖြေက၃ညထပ်ကြည့်ပြီးတော့30တန်းနေလို့ရှိရင် တုံညာထက်ကြည့်ပြီးတော့30ထက်ငယ်ဆိုတော့သူကတိုးမဟုတ်မှုတော့သူကနှင့်ဖြစ်သွားပြီเนาะအဲ့ဒါလေးတစ်ချက်သတိထားအဲ့ကြောင့်ဒီ logical operation เนี่ยအရေးကြီးလို့ပြောတာအဲ့တော့30ထက်လဲငယ်ရမယ်တုံညာထက်လဲကြီးရမယ်ပေါ့เนาะအဲ့တော့သူကနှင့်တော့ရတယ်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်သူကဒီအကယ်၍ပေါ့เนาะဒီတော့ ဒီလိုထည့်ပြီလဲအကယ်၍အဖြေက၃ညထက်ကြီးတာလဲမှန်မယ်30ထက်ငယ်တာလဲမှန်ပါဘောနော်အခုန and gate ကိုမှတ်မိလားလေ net operator လေ net ရုပ်တိစီမံချက်ပေါ့ဒီတော့အဖြေက၃ညနဲ့30ကြားမှာပေါ့နော်အဲ့တော့၃ညထက်ကြီးတာလဲမှန်ရမယ်30ထက်လဲငယ်တာမှန်ရမယ် အဲ့လိုဖြစ်တဲ့အကြောင်းသူကနှစ်ကိုတောင်းရမှာနှစ်ဆိုတာ n ပေါ့နော်အခုနအဲ့တော့ဒီမှာအင်္ဂလိပ်ကိုတစ်ချက်ပေါ်ကြည့်လိုက်မှာဒါဆိုရင်နှစ်ပိုတိတာပါလိမ့်မယ်နော်မလား f n ဆိုတာဒီမှာ n နော် t n လေးဟောဒီမှာအပေါ်မှာဆိုရင် o ပေါ့ o ကတော့မဟုတ် n ကနှစ်အဲဒါလေးကိုတစ်ချက်ပြန်ပြီးတော့ပြောပြပေးတာပါနော်โอเค အဲ့တော့တကယ်လို့များအဖြေက၃ညထက်ကြီးပြီးတော့၃၀ထက်ငယ်တယ်ဆိုရင်ဒီမှာ6တွေ့လွန်းနေပါတော့ဒီမှာ6တွေ့လွန်းပါတယ်လို့ပြောတယ် ုတ်ပြီအဲဆိုရင်နောက်ထပ်အကယ်၍အဖြေကဘုံဒီမှာတရားလေးဖြူပြီးတော့မိတူပေါင်းနေလိုက်မယ်နေလိုက်အဲ့လိုမျိုးရမှာအဲ့တော့မှဒီမှာခြေပြီးတယ်ဗောနော်အကယ်၍အဖြေက30ထက်ကြီးတာလဲမှန်တယ်90အောက်ရောက်တော့လဲမှန်တယ်ဗောနော်အဲ့လိုမျိုးဆိုရင် 50ရောက်တော့လဲမှန်တယ်ဆိုရင်ဒါအနည်းတော့ပဲပေါ့တကယ်လို့များအဖြေကငါးဆက်ထက်ကြီးပြီးတော့တရားထက်ငယ်မှန်ပါတော့ တရားထက်နေတာမယ်ဒါဟုတ်ပြီအဲ့ဒါဆိုရင်ဒီကောင်ကစမ်းကြည့်အောင်နော်စမ်းမယ်ဆိုတော့ဒီမှာအခြေချက်လေးကလုပ်နေမယ်နေပြီးတော့ဒီမှာသူ့ကိုနေကြည့်လိုက်မယ်အဲလေတူဆိုတဲ့ကဘယ်လောက်ရှိလဲဆိုပြီးသူကမေးပြီနော် import down တော့ import down နဲ့အတွက်ကြောင့်ဒီမှာ import down နဲ့ box လေးပေါ့နော်အဲဒါလေးကြာလာပြီကြာလာတော့အမှတန်းမိုးရိုက်ချက်မယ် 123ပေါ့နော်လိုက်ထည့်လိုက်လိုက်ထည့်ပြီးတော့ဒီမှာအမှန်ချပြလိုက်ရင်တော့123ဆိုတာစုတိုင်းကမှ123မရှိဘူးလေမရှိတော့တခုမှနေဆိုပြီးပြန်ပြောတော့အဲတကယ်လို့များကိုကဒီမှာစုတိုင်းစာကို38လောက်ထားလိုက်မှာဆိုရင်အဲလိုဆိုရင်သူကကြည့်ဘယ်လိုပြောနေလဲအာအနေတော်ပဲတဲ့ဟုတ်ပြီအဲ့တော့လေးလို့ဆိုရင်ဘယ်လောက်ရှိလဲဒီမှာကတန်ဖို့4လောက်ထားလိုက်မယ် ဖော်ထန်ဒါ6သွေးလုံးရတဲ့ဆိုသူပြန်ပြောပါနော်အဲ့တော့ဒီ program ကကိုရေးထားတဲ့အတိုင်းအောင်သူအလုပ်လုပ်နေပါနော်80ခွန်ထားလိုက်ရင်ဒီမှာဆိုထန်လုံးရတဲ့ဆိုပြီးတော့သူကအဲ့လိုမျိုးပြန်ပြောပြရပါအဲ့တော့ဒီနေရာတွေကဒါ logic တွေနဲ့ချိန်ထားတာပါနော်ဒီရုပ်ထိစီမံချက်တွေနဲ့ချိန်ထားတာအဲ့တော့ဒီမှာ not မပါဘူးဖြစ်နေတယ် not မပါဘူးဖြစ်နေတော့ not အကြောင်းကကြတော့ဘယ်လိုလဲဆိုရင်အဲဒီမှာတစ်ခုပြောပြရအောင်နော် အဲ့တော့ဒီမှာ90နဲ့1နဲ့ဆိုရင်ဒီမှာ1ပေါ့နော်ဒီကမလာမလားဒီဒီဟာလေးကပြောနေတာဘာလဲဆိုရင်1ကတဲ့90တက်ကြီးရဲ့အဲ့မလာမလားမလာမလားဆိုတော့တစ်ချက်နေကြည့်လိုက်မယ်နော်ဒီမှာ false မားတယ်ပေါ့နော် false ဆိုတော့ပြတယ်ဟုတ်ပြီအဲ့ဆိုရင်ဒီမှာတရားရိုက်ထည့်ကြည့်အောင် 150ထက်ကြီးလားငယ်လားသူကပြောတာတော့တရားဒီ50ထက်ကြီးရလို့ဒီဒီထက်မှာသတ်မှတ်ထားတော့နှိပ်ကြည့်လိုက်မယ်အဲဒါဆို true မှန်တယ်ဗောနော်အဲ့တော့အခုနဟာကိုဒီကောင်ဆန့်ကြပဲထက်ကြည့်မယ်တရားဒီ50ထက်ကြီးတာမှန်တယ်ဒါပေမဲ့အဲ့ဒါကိုအစ်ဆန့်ကြပဲဗောနော်ဒီဆန့်ကြပဲတွေထိလိုက်မယ်အဲ့တော့ဒီအတုံးလေးကသူ့ဟာနဲ့သူကမှန်နေတာအဲ့ဒါအောင်မှဒီဆန့်ကြပဲထည့်လိုက်ရင် ီမှာနှိပ်ကြည့်လိုက် false ဖြစ်သွားတယ်နော် false ဖြစ်သွားတယ်အဲတကယ်လို့များဒီမှာ3က50ထက်ကြီးရတယ်တာတကယ်တော့မှားတဲ့ကိစ္စတစ်ခုဒါပေမဲ့ဒီမှားတဲ့ကိစ္စကိုသူမှဆန့်ကျင်ဘက်ထဲထည့်လိုက်လို့ပြောသူကဒီမှာကျတော့တစ်ချက်နှိပ်ကြည့်လိုက်ဒီမှာ true ဆိုပြီးပြလိုက်လေသူကအဲ့လိုလုပ်လို့တာနော်အဲ့တော့ဒီဟာကိုဒီမှာ not operator ထည့်သုံးခြင်းနဲ့ဆိုရင်ရတယ်ရတယ်ဆိုရင်အဲ့မှာ logic operation ကိုဒါပဲနည်းနည်းပြောင်းပေးရတယ်ပြောင်းပေးရတဲ့ဟာကဒါနောက်ပိုင်းအဲတင်ချာတွေမှာတင်တယ်ပေါ့နော်အဲ့တော့တင်ချာတွေ physics တွေဒီလိုမျိုးသိပ္ပံတွေကဟို programming နဲ့ချိတ်ဆက်ပြီးတော့သုံးလို့ရတယ်ဟိုတင်ချာတွေသိပ္ပံတွေကိုပိုနားလဲစေဆိုတာအဲ့ဒါကြောင့်ပြောတာဒီမှာလာပြီးတော့အသုံးချလို့ရတယ်ပေါ့နော် okay ဒီမှာ not ကိုထည့်ပြီးတော့သုံးမယ်ဆိုရင်ဘယ်လိုသုံးအောင်လဲဆိုတော့ဒီ condition ကိုပြောင်းပြန်လာတယ်အဲ့တော့အဖြေကို ဒီမှာ100ဒီမှာဆိုရင်ဒီမှာ300ပြောင်းပြန်လန်ပလိုက်တယ်အဖြေတုံပြောင်းပြန်လန်တာမဟုတ်ဒီကသုံးမဟုတ် operator အစားနဲ့ operator နဲ့ပြန်သုံးရတယ်ဒါကနောက်တင်ချတင်ငန်းစာတွေမှာတင်မှုပြီးတဲ့လူတွေလည်းရှိနေမယ် အဲမတင်ဘူးတဲ့လူတွေဆိုရင်လည်းဒါနောက်တွေ့ရမယ်ပေါ့နော်အဲအဲ့ဒါအောင်မှဒီမှာ not တဲ့ပြန်ထည့်ပါ not ဆိုတာဒါဒီဆန့်ကြပါပေါ့နော်ဒီဆန့်ကြပါအဲ့လိုမျိုးအဲ့တော့ဒီမှာပြန်ထည့်ကြည့်မယ်ဒါကတော့နမူနာလောက်ပြတာပါအဓိကတော့ဒီလိုမျိုးတွေတုံးလို့ရတယ်ဒါတွေကအသုံးကျတယ်ဆိုတော့သိသိချင်းအောင်ပါအဲ့တော့ဒီကောင်ဆန့်ကြအောင် အဲ့လေတုဆိုတဲ့ငါဘယ်လောက်ရှိလဲဒီမှာတံပိုးကို၃ညအောက်ရှိရပါလို့အနုတ်၃လောက်ရထည့်လိုက်မယ်အဲတခုမှနေဆိုပြီးပြန်ပြောကြလားဟဲ့ဒါတော့တရားထက်များတဲ့တံပိုးတစ်ခုရထည့်ကြအောင်၃ရ၄၄ပေါ့နော်ဒါဆိုရင်လည်းသူကတခုမှနေမယ်ပုံမှန်ဒီတရားနဲ့၃ညချရတဲ့တံပိုးတစ်ခုပေါ့နော်၄၅ရထည့်လိုက်မယ် ဒါဆိုရင်အနေတော်ပဲအခုနအတိုင်းပဲအဆင်ပြေပြေအလုပ်လုပ်တယ်ဒါပေမဲ့ဒီမှာ not ကိုတုံးထားတယ်ပေါ့နော်အဲ not တုံးတဲ့အခါမှာဒီအထဲရအခြေအနေကိုပြောင်းပြန်လာရတယ်ပြီးတော့တုံးမဟုတ်စားနှင်းအောင်ပြန်တုံးရတယ်အဲအဲ့ဒါလေးအဲ့လောက်လေးသင်ရပြီပေါ့နော်ဟုတ်ပြီအဲအဲ့ဒါနဲ့ပတ်သက်တဲ့ဒီ logical operation တွေကိုသင်ချာမှာသင်နေပေါ့နော်ဒီရုပ်ထိဒီစီမံချက်တွေနဲ့ပတ်သက်ပြီးအဲဒါတွေကိုဒီမျိုးအသုံးချလို့ရတယ်ဒီတစ်ခေါက်တော့ဒါဒီလောက်ပေါ့နော် အဲဒီမှာ logical operation တွေနဲ့ပတ်သက်ပြီးဒီလိုရှိရပြောပြလိုက်ပြီလို့ထင်ပါတယ်အဲဒီတော့နောက်သင်ခန်းစာမှာဘာတွေလာမလဲဆိုတော့စောင့်ကြည့်လိုက်ပါဦးเนาะကျေးဇူးတင်ပါတယ်